ုံမှန်33 article 33ကိုလက်ရှိစစ်ကောင်းဆောင်အဖွဲ့ကမင်းအောင်နိုင်အနာတညာနဲ့မင်းအောင်နိုင်ဘက်ကတော့ဘာမှမဖြစ်ပါဘူးဘာညာပြောပေမဲ့သူတို့ဘောမဒီကတော့ဒီ article 33ရဲ့တက်ရောက်မှုကဘယ်လောက်ထိလာမလဲဆိုတာကိုအသေးလေးကြောက်နေပြီအခုလဲအဲတမ်ပိုပါတီကလည်းပြောထားတယ်ဒီကိစ္စဟာအဲစစ်ကောင်စီကပြောသလိုမတက်ညာဘူးဒါကလေးကစားစရာမဟုတ်ဘူးပေါ့တကယ်ကိုထိမယ်ဒီ article 33ရဲ့တက်ရောက်မှုက ခြေတွေလက်တွေကြိုးတုပ်ပါးစပ်တွေနားတွေပိတ်ပြီးတော့ထိတဲ့အထိဖြစ်မဲ့ဆိုပြီးတော့တန့်ဖို့ပါတီကလည်းပြန်ပြောထားတယ်နော်အခြားဘောမတွေကလည်းလောင်းနေတယ်အဲလိုရဲ့ဆုံးဖြတ်ချက်ကလည်းစစ်ကောင်စီဘက်ကလမ်းဖြန့်နေကြတာပေါ့ဗျာဒီသဘောပါအော်သူတို့ပိတ်ဆို့တော့မယ်ဆိုပြီးတော့သူတို့လည်း င်းစားစီတင်ထားတဲ့ဂါဒစီကိုဖမ်းမိတယ်လို့ပြောပါတယ်။အဲဒါမှဒူးရကံတရားဝါပါတယ်လို့ပြောပါတယ်။အဲ့ဒီတင်ရတော့ထူကြတဲ့တင်ဖြစ်မှာပါ။တော်ရင်ဖြစ်နေကြတာပေါ့။ဒီလူထခြင်းနဲ့ကြဆုံခြင်းအပိုင်းကို30ပေါ့။ကျွန်တော်တို့ဘက်ကနိုးထခြင်းဆိုတာကတော့စစ်ကောင်စီကကြာဆုံးမှုမှန်သမျှကကျွန်တော်တို့ရဲ့နိုးထခြင်းပါပဲ ဒီထဲမှာသိကြရတခုကကျွန်တော်တို့ရဲ့သွားနေတဲ့ကိစ္စပေါ့နော်ကိုသူတို့ကတတိယချာမသိတဲ့အခါမှာသွေးခွဲရခတ်နေတဲ့ကိစ္စပေါ့အဲ့တော့ရှေ့တန်းကကျွန်တော်တို့ရဲ့ရှေ့တန်းကရှေ့တန်းကိုထွက်မလာတဲ့နောက်ွယ်ရလက်မဲကြီးများပေါ့အဲ့ဒါကိုသူတို့ကမသိနိုင်တဲ့အခါမှာသူတို့ထိရောက်တဲ့တံပြန်ထောင်းလန်ရေးမလုံနိုင်တဲ့ကိစ္စဟာဒါဒီနေ့အောင်မြင်နေတဲ့ကျွန်တော်တို့ရဲ့ຫນွေဥတော်လန်ရေးရဲ့အနေထားပါ တို့ကိုကြာဆုံးစေတဲ့အနေထားပါအခါတရံကြရင်ကျွန်တော်တို့ရဲ့အပေါ်ယံအရာ မစည်းလုံးနေမှုဟာစစ်ကောင်စီအတွက်တွေရင်ဖို့စေတာပေါ့အခက်ခဲဖြစ်စေတာပေါ့ဥပမာကျွန်တော်တို့ကအခုတွေတိုင်းသားပေါင်းစုံပါတဲ့ခေါင်းဆောင်မှုတစ်ခုကိုလုပ်ပြလိုက်ရင်စစ်ကိုစီစစ်ကောင်စီကသူဘသူကိုတိုက်ရမလဲဆိုတာသူရှင်းရှင်းလင်းလင်းရန်သူကိုတွေးသွားတာပေါ့အခုလိုအနေထားမှာကြတော့ကျွန်တော်တို့ဘက်က NUG ကိုပဲတိုက်ရမလား တဖွဲ့ချင်းကိုပဲတိုက်ရမလားအနောက်ွယ်မှာဘသူကဥဆောင်နေသလဲသူတို့ကိုယ်တိုင်လည်းမရေမရာမှုတွေနဲ့သူတို့ဘက်ကကြည့်ရင်တရေတနေဆုံးရှုံးနေတယ်ဒါပေမဲ့အဲ့ဒါကိုဘသူကမိတ်ပေးနေလဲဘသူကဥဆောင်နေလဲဆိုတာမသိဘူးအဲသူတို့ကလည်းတွေ့သည်မြပြစ်မှတ်တွေကိုလိုက်ပြစ်နေတာပဲပေါ့နိုင်ငံခြားပဲဥဆောင်နေတာလားကြည်သွင်းကပဲဥဆောင်နေတာလားဘယ်တိုင်းသားလဲနဲ့ကန်ခေါင်းဆောင်ကဒီထဲမှာခေါင်းဆောင်ပြီးတော့ဒီဒေါ်လာကြီးတစ်ခုလုံးအရွေးလုံနေတယ်လေအဲ့တော့သူတို့ဘက်ကဘလို့မှမှန်းလို့မရဘူးဖြစ်နေတယ် ပြောချင်တာကသူတို့ဘက်ကထောင်လန်းရေးတွေပေါ့တရှိုးတွေတလန်းတွေယူသွတ်နေတဲ့အချိန်ပဲအဲ့တော့ရန်သူကိုကိုယ့်ရဲ့ကစားကွက်ကိုဖျောက်ပေးထားနိုင်ပြီးရန်သူရဲ့ကစားကွက်ကိုကြတော့ကျွန်တော်တို့ကရှင်းရှင်းလင်းလင်းကြီးမြင်နေရတယ်အဲ့ဒါဟာမျိုးတော်လန်းရေးမှာစစ်ကောင်စီအလဲလဲအပြူပြူကွဲနေတယ်ရှုံးနေတယ်အဓိကကိစ္စပဲဥပမာရန်ကုန်လိုနေရာမှာတော့ဗျာလောင်ချာတွေနဲ့လာပြစ်နိုင်တယ်လာထုနိုင်နေပြီ အခုလိုလမ်းတွေမှာဖြတ်ပြီးတော့ဖမ်းတဲ့အချိန်မှာဘူကြီးသူတို့ဘက်ကဘူကြီးတွေကိုမိနေပြီဒီနေ့ဆိုရင်လဲစီစီပေါင်းစားကားကြီးဟောလင်းစီပေါင်းစားကားကြီးတစ်စီးလုံးမိထားပြီပြီသူတို့ကိုယ်တိုင်အခုအကွက်မိနေတယ်ခေါ်မှာပေါ့အချုပ်မိနေပြီဒါပေမဲ့ဒီဘက်ကဘယ်သူမှမသူမှမသိဘူးဒီ NLD က656ရောက်ပေါ့ NUG မှာဥဆောင်နေရ656ရောက်ပဲခေါင်းဆောင်လာဒါပေမဲ့သူတို့ပြောနေတယ်မြေပြင်မှာအဲ့ဒီဟိုကျွန်တော်တို့ဒီ NLD ကိုလည်းမကြိုက်ကြဘူးပြောတယ် တော့ NLD ကိုလည်းမကြိုက်ကြဘူးဆိုတော့ဘသူကဥဆောင်နေတာလဲကချင်းကဥဆောင်နေတာလားအေးအေးလားကိုခန့်လည်းပါလားမသိဘူးသူတို့ကအကုန်လုံးဒိုးလိုဒိုးလိုတွေဖြစ်နေပြီအဲ့တော့သူတို့ဘသူအသွေးခွဲလို့ခွဲရမှန်းလည်းမသိဘူးဖြစ်နေပြီဒါပေမဲ့လှုပ်ရှားမှုကတော့ဖြစ်နေတာပဲနောက်ပြီးတော့ဒီလူတွေမှာလက်နဲ့လည်းမရှိဘူးလဲပြောတယ်ကြီးစံမရှိဘူးလဲပြောတယ်နိုင်ငံတကာမှာလည်းငါတို့တလောက်ပိတ်ဆို့ထားတာနိုင်ငံတကာမှာလည်းအလှူငွေတွေကအရင်လောက်လည်းမရတော့ဘူးပြောတယ်အဲ့တော့ နိုင်ငံတကာမှာလည်းငါတို့အဆိုတော်တွေရုပ်ရှင်မင်းသားတွေနဲ့လှုပ်ပြီးတော့ငါတို့သွေးခွဲနေပြီ။ဒါပေမဲ့ဒီတော်လိုင်းကြီးကသွားနေတာပဲ။အဲ့ဒါဟာဒီနေ့ຫນွေဦးတော်လိုင်းကြီးရဲ့တကတိအနေထားပဲ။ပြောချင်တာကပို့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 ပြီးတော့သူတို့ဘက်ကရှုံးလာတယ်နော်။အခုဆိုတော့တုံးသုံးတက်မှမူလာမျိုးသူတို့ဖမ်းလိုက်ပြီပြော။သူတို့သူတို့တို့လူတွေသူတို့ပြန်ဖမ်းနေရတဲ့အဆင့်ရောက်ကိုဘာဖြစ်လို့ဖြစ်နေမှန်းကိုသူတို့မသိဘူး။ထူကြတာကသူတို့သူတို့ဘက်ကဘလောက်ထိအလွယ်လွယ်အကူအပြူပြူဖြစ်နေလဲဆိုတော့ရန်ကုန်မှာဖြစ်သွားတဲ့ကိစ္စမှာ သူတို့မဖမ်းနိုင်ဘူးမရှာနိုင်ဘူးမရှာနိုင်ဘဲနဲ့ခလီ၆နှစ်ရွယ်ကလေးတွေအားစာသူတို့ကကဘာကြီးကိုအချက်တကွဲအကျိုးနဲ့သတင်းစာမှာထုတ်ပြန်ကြေညာပြီးတကဘာလုံးကမီဒီယာတွေကမြန်မာနိုင်ငံကစစ်ကောင်စီစစ်တပ်ကြီးက၆နှစ်ရွယ်သမီးတွေကိုလူသတ်မှုနဲ့ဖမ်းနေပါတယ်ဆိုပြီးတော့ပြူးတူးပြဲတဲ့နဲ့သတင်းကောင်းကြီးတွေမှာရေးနေပြီသူအပေါ်မှာဘလို့ပဲယောမမျိုးကြီးမီးလောင်နေပြီးမှဘာသူကတရောထိုးမပြတ်ဆိုတဲ့ပုံပြန်နဲ့တပုံနဲ့ပဲတနိုင်ငံလုံးမီးလောင်နေပြီးသူကတော့တရောထိုးမပြတ်ပဲအဲ့ဒီပုံစံနဲ့တပုံနဲ့ပဲ စစ်ကောင်စီဆိုတဲ့စစ်အာဏာရှင်တွေကကောက်ချက်တယ်ရက်ဆက်တယ်နော်သူတို့ကအမြဲတမ်းဖြိုခွဲဖို့ကြိုးစားတဲ့အခါမှာဒီဘက်ကသူ့ဟာသူဖြစ်နေတာလားတမင်ရွယ်ပြီးဖြစ်နေတာလားအလိုလိုပဲဖြစ်နေတာလားကိုယ်ဒီမညီညွတ်လိုပဲဖြစ်နေတာလားတော့မပြောတတ်ဘူးစစ်ကောင်စီကဘယ်ကိုတော့ကျွန်တော်တို့ဘက်ကဘယ်ခေါင်ကိုကင်ထိမလဲဆိုတာအခုဒီသူတို့မသိဘူးဖြစ်နေပြီ အန်ယူဂျီကိုကြည့်ပြန်တော့လေဒီဝန်ကြီးတွေကနိုင်ငံခြားမှာရှိနေတာဘာမှလည်းအဆင်မဟုတ်ဘူးပေါ့အဲ့တော့ဘသူကငါတို့ကသွားကြရမယ်ဘသူကနောက်ွယ်ရနေဒီဟာကြီးဒီတော်လိုင်းတစ်ခုလုံးကိုမိမောင်းထိုးနေတာလေဘသူကဒီနောက်ွယ်ရနေတစ်ချက်တည်းကဒီလိုပြောချင်တာဗျာအလွန်အမတန်ရှင်းတဲ့ကိစ္စတစ်ခုကဒီမြောက်များလာတဲ့ဒီတော်လိုင်းလက်နက်ကင်တွေကိုဘသူကလက်နက်ထောက်ပံ့နေ ဘဲလာရနေအဲ့လက်နဲ့လမ်းကြောင်းကြီးอ่ะသူတို့ပတ်စံနေဘဲရနေလေအခုပြီးခဲ့တဲ့ရက်ပိုင်းကဒီစကိုင်းမြောက်ပိုင်းပေါ့ဘမောတော့ white တယ်နော်သူတို့ဒီတိုင်းဇာရထိန်သိအဖွဲ့ကို NUG ကဆင်းဖန်းတာမြမကျက်ဝေသိတောင်းနဲ့ချီနဲ့ရွှေတွေအမြောက်များမိတယ်ဆိုတော့ခင်ဗျာဒီလမ်းကြောင်းကြီးကဒီပတ်စံနေအားလုံးကသွာလာနေတယ်ဗျနော်ဟုတ်တယ်နော်မနေ့ကသတင်းမှာပါတာ ီစကိုင်းမြောက်ပိုင်းမှာရှိတဲ့ဒီစီပွားရေးတောင်းချမ်းနေတဲ့အဖွဲ့အဖွဲ့ပေါ့ဗျာရွှေတူးနေတဲ့အဖွဲ့ပေါ့အဲ့တော့ NUG ကစင်ဖန်းတယ်လို့ပြောတယ် NUG ရဲ့ပကဖားတွေ MOD ကအဲ့ဒီကခေါင်းဆောင်လက်ထဲမှာဟိုမြန်မာကျပ်ငွေ3000နဲ့ချီရွှေတွေလည်းအမြောက်များမိတယ်လို့ပြောတယ်ဒီစီပွားရေးကြီးကလေကိုလေပတ်နေတယ်ဒီရှာစင်းကကြီး ဒီတရုတ်တွေဖွင့်တာပဲပြောမလားဒီတရုတ်စီးပွားရေးသမားတွေနဲ့နယ်စပ်စီးပွားရေးသမားတွေရောက်ပဲပြောမလားဒီအယောင်းဝယ်နဲ့ဒီငွေကြေးတွေကစီးဆင်းနေတာတော့အမှန်ပဲအဲ့တော့သူတို့ပိတ်ထားလို့မရတာလည်းအမှန်ပဲအဲ့အော်ဖို့ကောင်းတယ်အဲ့အော်ဖို့ကောင်းတယ်ကျွန်တော်တို့နောက်ကလက်မဲကြီးတွေကဘာတူလဲဘာတူလဲသူမသိဘူးငါတို့ကြီးပဲခံနေရတယ်အခုဆိုရင်သူတို့ရဲ့စစ်ကြောင်းထိုးတာတွေဟာအခုပဲကြည့်ဗျာဒီ ဒေါနာတောင်တန်းမှာသူတို့အောင်စရာစစ်ကြောင်းသလုပ်လိုက်တာဘူတာဘောတို့အဖွဲ့ကိုတနည်းအတွင်းမှာလက်နက်ပေါင်းထောင်ထဲချီပြီးတော့လှူပေးလိုက်ပြီဘူတာဘောတို့ကဘယ်ရမှလူခံစရာမလိုပဲလက်နက်တွေကြီးတယ်အမြောက်များရောက်လာပြီမြဝတီက2.5ကိုစသိမ်းတဲ့ချိန်ကနေယနေ့အထိပေါ့အောင်စရာစစ်ကြောင်းဒီနေ့အထိဘူတာဘောတို့အဖွဲ့ဟာကရင်ပြည်နယ်မှာလက်နက်ပေါင်းထောင်ထဲသိမ်းတောင်းထဲချီမိရလိုက်ပြီအခုစကိုင်းလက် စကိုင်းမွေးကိုသူတို့စစ်ကြောင်းတွေလာပြီလူရင်း200 100စစ်ကြောင်းမျိုးစုံထိုးပြီအဲ့တော့စကိုင်းအဖွဲတွေကခင်ဗျာဒီရဖို့ကအဆင်သင့်ပဲအဲ့တော့အမာနီးနဲ့သူတို့မနိုင်တော့ဘူးဆိုတာသူတို့သိဖို့သိသင့်တဲ့အချိန်ရောက်ပြီအမာနီးနဲ့နော်သူစင့်အင်အားနီးနဲ့ဆက်လုပ်ရင်အချိန်တစ်ခုကိုဆွဲထားလို့ပဲရမယ်အချိန်ဆွဲတာနဲ့အမြသူတို့လည်းဆက်နေလို့ရမယ်ဒီဘက်ကလည်းအင်အားပိုတောက်လာမယ်ဖြစ်တာဖြစ်တဲ့အတွက်အဆုံးတစ်နေ့မှာသူတို့ဒီ အရှုံးပေးပြီးထွက်ကိုထွက်ပြေးရတော့မှာအဲ့ဒါစီးရီးယားရဲ့ဥပမာပဲအဲ့တော့တိတ်ချစဉ်းစားကြည့်လိုက်ရရင်တော်ယုံတန်ယုံအခုအနေထားပါဗျာနော်ကျွန်တော်တို့က break through ကိုကြော်တယ်တင်ပင် point ကိုကြော်ပြီးတော့ကျွန်တော်တို့ကဣတဲ့အနေထားတော့ဖြစ်လာပြီဘာလဲဆိုတော့အရှုံးမပေးခြင်းတဲ့လူကပွဲကိုအချိန်ပိုကစားဖို့ဆွဲတယ်လို့မျိုးဆွဲတာပဲဒါပေမဲ့အဲ့လိုဣပြီးတော့သူတို့ကအရှုံးမပေးခြင်းတော့ညီမျိုးစုံနဲ့ညစ်ပိုက်ရင်သူတို့ယာယီ short term value ပေါ့နော်အချိန်တိုအရတော့သူတို့တတ်တာမယ်လို့ထင်ရပင်လားဆွဲဆန့်လို့ရပင်မင်းဒီဘက်ကကျွန်တော်တို့ဘက်ကလူတွေကငုတ်တုတ်ထိုင်နေမှာမဟုတ်ဘူးသူတို့လက်လှူတဲ့လက်နက်တွေနဲ့တိုက်ပွဲအတွေ့အကြုံတွေနဲ့တော်တော်ရှာစားတတ်တဲ့ကျွန်တော်တို့နိုင်ငံသားတွေရဲ့ရှာစားတတ်တဲ့ဉာဏ်ပေါ့အဲ့ဒီဉာဏ်နဲ့ပေါင်းလိုက်တဲ့အခါမှာကျွန်တော်တို့ဘက်ကပိုပြီးပိုပြီးအင်အားကြီးထွားလာမှာဖြစ်တာဖြစ်တဲ့အတွက်တို့တို့ဒီငကူအနေထားကိုဘယ်လိုမှပြန်မရောက်တော့ဘဲအဆုံးတစ်နေ့မှာ ချိန်တိုင်တဲ့တစ်ခုအရောက်မှာမနေ့ပြန်လဲဖြစ်နိုင်တော့လုံးဝကိုစွတ်စွတ်မြုပ်ပြီးရှုံးပြီးဒါကိုကျွန်တော်ကပြောချင်တာဘာကြောက်လဲအမစီပေါင်းစားကားကိုလည်းမိနေပြီကျွန်တော်တို့ကဟိုတနေ့ကလမ်းမှာကားတားလိုက်တာဘူကြီးတွေလည်းဖမ်းလို့ရနေပြီဟာတဲဟုတ်ပါလားရန်ကုန်မြို့နေမှာလည်းသွားပြီးဟိုနဲ့ထုတင်နဲ့ထုနေသူတို့ဘက်အကောင့်ကြီးကြီးတွေကိုလည်းမိနေပြီညောင်ဦးတဝိုက်ဆိုတာဒါပကံတဝိုက်မှာပေါ့အဲ့မှာလည်းအကုန်လုံးအေးဆေးမိနေပြီ ဥပမာသူတို့စလင်းစလင်းဒေတာလို့ပြောတယ်နော်မုတ်ဂွေးတန်းစလင်းဒေတာမှလည်းသူတို့မရတော့ဘူးအဲ့တော့ရခိုင်မှာလည်းကြောက်ဖြူကိုဝိုင်းလာပြီလို့ပြောတယ်ဟောဘုံဘုံမှာလည်းသူတို့ဝိုင်းခိုင်လာပြီဒီဘက်မှာလည်းတောင်ပိုင်းမှာလည်းစခန်းတွေတစ်ခုပြီးတစ်ခုဘယ်နေ့ဘယ်မှာကြမလဲဘယ်သူမှမသိဘူးအကုန်ရှုံးနေတယ်အဲ့တော့နိုင်ငံတကာနိုင်ငံကြီးမှလည်းအခုဒီအာဆီယံအစည်းအဝေးမှလည်းသူတို့ကိုပြေးမတတ်ဘူး ဟိုရှန်ဂရီလာဒိုင်လော့ဆိုသူတို့တဲ့နေရာတော့မရှိတော့ဘူးမပေးဘူးအခု ILO ကပါနောက်တစ်ခွက်ထပ်ပြီးတော့ဆော်ထည့်လိုက်တော့ဘယ်ကနေဘလို့သူတို့သွားကမှန်းကိုမသိပဲနဲ့ပိတ်နေပြီဘာကိုကျွန်တော်တို့ကတွေ့ရလဲဆိုတော့ဘသူဥဆောင်နေတာလဲဟုတ်တယ်နော်ဘသူဥဆောင်နေတာလဲသူတို့ပြောတယ်သူတို့အားမရပါဘူးဆိုတဲ့ UNG ပေါ့သူတို့ပြောပြောနေတယ်အသုံးမကျပါဘူးဆိုတဲ့ဥယျာဉ်မှပေါ့အဲ့ဒါလားအဲ့ဒါလည်းမဟုတ်ဘူးအာသူတို့ပြောတယ်အန်ယူဂျီဝူကြီးတွေကနိုင်ငံသားမှာအမေရိကမှာ ဒါဆိုရင်ဒီဟုတ်ပြီဒေါ်လာရေးဘလို့နိုင်တယ်ဟုတ်တယ်နော်တခါဟိုတိုင်းရင်းသားတွေနဲ့ဟိုတိုင်းရင်းသားတွေဒီတိုင်းရင်းသားတွေနဲ့လည်းမညီညွတ်ဘူးပြောတယ်မနေ့ကပဲကျွန်တော်တို့နိုင်ငံခြားရေးဝန်ကြီးဒေါ်စင်မအောင်ကပြောတယ်အစင်းသင်းမဖြစ်သေးဘူးပေါ့ဆွေးနွေးနေတာပဲရှိတာပေါ့ဒါပေမဲ့မြေပြင်မှာလည်းရှုံနေတယ်အင်ဘူဘာရောပါဘာကူအဲ့ဒီညွန်ကင်းကဘာကူပြနေတာလေအခုကျွန်တော်ပြောနေတဲ့နောက်ွယ်ကလက်မဲကြီးကဘာလို့လဲအဲ့ဒီညွန်ကင်းကဘာကူပြနေတာလေဒီညွန်ကင်းက ဘာကိုပြနေတာလဲကိုကူကူရောတည်ရလားကျွန်တော်ပြောချင်တဲ့အဖြေကကိုကူကူရောတည်ရလားကျွန်တော်တို့တွေဘလောက်တော်နေလဲဆိုတာ ကျွန်တော်တို့တွေဘလောက်လုံနိုင်နေလဲဆိုတာသိကြရလားဒါကိုကျွန်တော်ကထောက်ပြချင်တာမြန်မာတွေကမြန်မာနိုင်ငံသားတွေကမညီဘူးခွဲခြားတဲ့စိတ်ရှိတယ်နှစ်ယောက်ရှိသုံးဖွဲ့ကွဲတတ်တယ်အဖြစ်မရှိဘူးကောက်ယုံမီးတွေပါ ဣတိစကလုံးနေနဲ့လူမျိုးနဲ့ချီပြီးနိုင်ငံနဲ့ချီပြီးနိုင်ငံသားတွေကိုသင်္သက်ခံတာပိတ်ဆို့ခံတာအဲဒီရဲ့ဖြောင်းမြန်မြန်မာတွေဟာထိုးထွင်းတတ်တယ်ဉာဏ်ရှိတယ်ဇွဲရှိတယ်ကြံ့ရည်ဖန်ရည်ကောင်းတယ်ဉာဏ်ကောင်းတယ်လှုပ်တဲ့ကင်တတ်တယ်ဥဆောင်တတ်တယ်အမားနဲ့မှန်ကိုခွဲခြားတတ်တယ်ဆိုတဲ့အဲဒီတူးချင်းတူးချင်းစီရဲ့ အေးတယောက်တစ်ပေါက်လုံမှုဟာစစ်ကောင်စီကိုယူသွသွားစေတယ်ကိုစစ်ကောင်စီကိုယူသွသွားစေတယ်မြန်မာမနှစ်ယောက်ရှိသဘုံဘွယ်ခွဲတာမဟုတ်အင်္ဂလိပ်တွေလည်းနှစ်ယောက်ရှိဆယ်ဘွယ်ခွဲတယ်အမေရိကန်မှာဦးနှစ်ယောက်ရှိတာအဖွဲတရာတော့ကွဲနေမြန်မာမတယောက်နဲ့တယောက်အပြစ်ပြောတတ်တယ်မဟုတ်ဘူးအမေရိကန်နိုင်ငံမှာအချမ်းသာဆုံးပုဂ္ဂိုလ်နဲ့အနာရှိဆုံးပုဂ္ဂိုလ်နဲ့ကလေး online ပေါ်မှာကလေးတွေအပြူပြန်းနေရံပြစ်တယ်လို့ရံပြစ်တတ်တယ် မြင်အောင်ကြည့်ဦးကျွန်တော်ရှင်းပြနေတာကျွန်တော်တို့တွေကိုလူသားတွေရဲ့ဖြစ်လေဖြစ်တာရှိတဲ့ဇကားတွေကနေနန်းနေထားတယ်ကျွန်တော်တို့တွေကိုချိုးထားတာမြန်မာနိုင်ငံသားတွေကအစွမ်းစားမရှိဘူးမြန်မာနိုင်ငံသားတွေကနှစ်ယောက်ရှိသုံးဘွယ်ခွဲတယ်မြန်မာနိုင်ငံသားတွေကမတည့်ဘူးမနာလူစိတ်များတယ်ဟမ်အမေရိကန်နိုင်ငံလောက်မနာလူစိတ်များတာရှိအောင်မလားဟိုအင်္ဂလိပ်တွေလောက်မနာလူစိတ်များတာရှိအောင်မလားကွဲနေတာမှဒီမှာအပြက်ပြက်အမျိုးမျိုးကွဲနေတယ် အခုဥရောပသားတွေအမှအချင်းချင်းတိုက်နေကြတာဟမ်တစ်ချိန်ကရုရှားနဲ့ယူကရိန်းနဲ့ပြစ်နေခတ်နေတိုက်နေကြတယောက်တယောက်ရန်ဆောင်နေကြတယောက်တယောက်ဆဲဆိုးနေကြအကြီးအကျယ်ဖြစ်နေတာဟုတ်တော့အိန္ဒိယနဲ့ပါကစ္စတန်ကြည့်မလားမချနေကြပြီကမ္ဘောဒီးယားနဲ့အခုထိုင်းကြည့်မလားကျွန်တော်တို့ကြီးပဲပြောနေတာမဟုတ်ဘူးကျွန်တော်တို့ကြီးပဲဆဲဆိုးနေတာမဟုတ်ဘူးကျွန်တော်တို့ကြီးပဲကွဲနေတာမဟုတ်တကဘာလုံးကွဲနေတာပြောချင်တာကလူသားတွေရဲ့ဖြစ်လေဖြစ်တာရှိတဲ့ ြာကိုကြည့်ပြီးတမျိုးလုံးကိုကျွန်တော်တို့ကိုနန်းနေတာဘသူကချိုးရတာလဲလားနင်တို့ကလုံးမနေမှန်းနဲ့ငါတို့ကညီတဲ့လူလူမျိုးမှမဟုတ်တာကိုကိုကိုနန်းနေတာအဲ့ဒါကိုဘသူကလှုပ်ထားလဲသိလားစစ်ကောင်စီကလှုပ်ထားတာကျွန်တော်တို့တွေကိုချိုးရတာအာငါဘယ်လိုပြောမလဲကိုကိုကိုယုံကြည်ချက်ပျောက်သွားတာငါတို့လူမျိုးကမဖြစ်ပါဘူးကွာနှစ်ယောက်ရှိရင်သုံးယောက်ကွဲတယ်ဆိုတော့ပုံစံပေါ့ပြောချင်တာကအဲ့ဒါကမမှန်ဘူးဆိုတာ ဒီနေ့ကျွန်တော်တို့လက်တွေ့ပြလိုက်တာစစ်ကောင်စီရဲ့ဒီလက်မဲကြီးအောက်ကနေကျွန်တော်တို့လွတ်ထွက်သွားတဲ့အချိန်မှာကျွန်တော်တို့ဒီကကိုယ့်အကူမတိပဲနဲ့စစ်ကောင်စီကိုအယူလုပ်တဲ့ပုံစံနဲ့ကိုယ့်အကူလှုပ်ရင်လှုပ်ရင်လှုပ်ရင်နဲ့အခုကတော်လန်ရေးကဒီအနေထားကိုရောက်သွားတာကဘာကြီးမှလူတိုင်းကဟန်ဆောင်နေတာအခုမနေ့ကအီလွန်မတ်ဆိုးရဲ့ရန်ပွဲဟာလူတိုင်းကလူသားတွေဆိုတော့ အပြောတာသူတို့လည်းရန်ဖြစ်တတ်တယ်သူတို့လည်းအောက်ထဲလန်တတ်တယ်သူတို့လည်းတယောက်တယောက်လို့အထင်ကိုတွေပြောတတ်တယ်ကျွန်တော်တို့မှမဟုတ်ဘူးကျွန်တော်တို့မှအိမ်စလုံးရဖို့မနေစဉ်းစားနေရတဲ့အချိန်ဘဝမှာပိုက်ဆိုင်မှုတစ်ခုရဖို့မနေတဲ့သူ့မှာဗျာဘီလီယံပေါင်း200 300ဆိုတာခင်ဗျာတနိုင်ငံလုံးကအိမ်တွေဝယ်နိုင်နေဗျာမြန်မာနိုင်ငံမှာရှိတဲ့တနိုင်ငံလုံးကအိမ်တွေအိမ်လုံးမှဝယ်နိုင်နေဒါလည်းသူတို့ရန်ဖြစ်တတ်တာပဲဗျာသိလားကလေးတွေလိုပဲဒါကဘာကိုပြနေလဲဆိုရင်ကျွန်တော်တို့ဒီဟာ ဥဆောင်နိုင်တယ်လုံနိုင်တယ်လူရည်ကံရည်ရှိတယ်ကြံရည်ဖန်ရည်ရှိတယ်အုံနောက်ရှိကျွန်တော်တို့ကိုရိုက်ချိုးခြင်းခံထားရတယ်ကျွန်တော်တို့ကိုတင်းသက်ထားခြင်းခံထားရတယ်အခုလိုပေါ့စောစောတယောက်လိုပေါ့တွေ့တာနဲ့တဆဲခြင်းနဲ့စိတ်ဆက်နေလူတွေကိုချိုးထားတာအဲ့ဒါကိုကျွန်တော်တို့တွန်းလှန်နိုင်လေတာဒီနေ့ကျွန်တော်တို့မှာခေါင်းဆောင်ဘာဆိုတော့ အဲ့ဒီခေါင်းဆောင်ဆိုတာကျွန်တော်တို့ကယူရတာကျွန်တော်တို့ပဲအဲ့တော့ကျွန်တော်တို့မှလူတစ်ထောင်တစ်သောင်းတစ်သိန်းလောက်ကသူကသူလုံးချင်တာထားလို့မှဖြစ်တဲ့အတွက်စစ်ကောင်စီကဘာမှဥမမှန်းလို့မရဘူးဒါကြောင့်သူတို့ရှုံသွားတာပြောချင်တာကစကိုင်းဘယ်ဖွဲ့ကဘလို့ဘယ်နေဘယ်မှာထားချမလဲကရင်ကဘလို့ထားချမလို့ဘသူမှမသိဘူးအဲ့တဲ့င်းကိုလည်းစစ်ကောင်စီကိုဘသူကလည်းမပေးနိုင်ဘူးဘာလို့လဲသူတို့ကဒါအစည်းအဝေးလုပ်ပြီးချနေတာမှမဟုတ်တာ အဲ့တော့စစ်ကောင်စီ లై နေတဲ့ဒီစစ်ကောင်စီရဲ့ဒလန်နေဦးကျွန်တော်တို့ live တွေမှာဟို live တွေမှာဒီ live မှာဝင်လာလဲနားထောင်တယ်ဒါပေမဲ့တို့ကျွန်တော်တို့စီကဘာသတင်းမှမရဘူးတို့သိချင်တဲ့ဟာကိုကျွန်တော်တို့လည်းမပေးဘူး right အဲ့တို့ဘလို့မှ like လို့မရဘူးဘယ်နေရာမှာဘယ်လိုထားတိုက်မှာဘယ်သူမှမသိဘူးစစ်ကောင်စီကိုကျွန်တော်တို့ပဲအပီးဖြောက်တာလားအဲ့တော့တို့ဘက်ကအလဲလဲအပြူပြူပဲကျွန်တော်တို့လူမျိုး ကျွန်တော်တို့နိုင်ငံသားတွေဟာတခြားနိုင်ငံသားတန်းတူအမေရိကန်နီးတူအင်္ဂလိပ်နီးတူ ပြင်သစ်နီးတူအရေးချင်းရှိပြီးသားစနစ်ကြောင့်ဒီစစ်တပ်ကြောင့်ကျွန်တော်တို့ကိုချိုးနှိမ်ထားတာကျွန်တော်တို့ကိုမိလုံးမနေပါနဲ့ကွာဖြစ်မဲ့ကောင်မဟုတ်ဘူးချိုးထားတာကျွန်တော်တို့စိတ်ဓာတ်တွေကိုရိုက်ချိုးထားတာအဲ့တော့ကျွန်တော်တို့အချင်းချင်းအမြဲပြောတော့မလားငါတို့ဗမာတွေကမညီပါဘူးကွာအလကဖြစ်မှာမဟုတ်ဘူးအဲ့လိုစတဲ့ကကိုကျွန်တော်တို့ကအပြက်ပြောတာ negative အနှုတ်ပြောတာ ဒါပေမဲ့ပင်ကိုကပြည်တယ်နဲ့ဗန္ဒမြားတွေသွေးရင်သွေးသလိုအရောက်တောက်တာအဲ့ဒီရရလက်ခါဒီနေ့စစ်ကောင်စီခန်းစစ်ကောင်စီဘက်မှလည်းအဲ့လိုတော်တဲ့လူရှိတယ်ရှိနိုင်တာပဲဒါပေမဲ့တို့ကတို့လုံးချင်တဲ့လုံးမရဘူးအပေါ်ကဆရာကြီးတွေဘူဆရာဆရာကြီးတွေဘူဘူကျုပ်ကြီးတွေကအစစ်အစစ်အမိတ်ပေးတဲ့အတိုင်းလုပ်ရတာကျွန်တော်တို့ကအမိတ်နာခံစရာမလိုဘူးချမင်းတမင်းတွေမကြိုက်တာလို့မင်းနေပြီမှာမင်းတနက်ရှိမကြိုက်နေရတော့တိုင်း တော့စစ်ကောင်စီကမှန်းလို့မရဘူးဘသူကဘယ်နေရာမှာဗာလို့မလဲပလန်နဲ့လောက်တာမဟုတ်ဘူးဗျာပြောချင်တာကဒီလိုအနေထားများကြောင့်ဒီနေ့ဦးကျွန်တော်ထောက်ပြသလိုပဲဘာကြောင့်အဲ့ဟောစီအကြီးဘူကြီးတွေလည်းလမ်းမှာလမ်းတာလို့ကျွန်တော်တို့ဘက်ကမိနေတယ်စစ်ကောင်စီကလူတွေကအဲ့လောက်တော့အုံအောင်ယူလမ်းမှာတားတဲ့လူကဒါကျွန်တော်တို့က PDF လားသူတို့ရဲပေါ်လားသူတို့မသိတော့ဘူးနောက်တစ်ခုကအခုလိုစီပေါင်းချာကားကြီးနဲ့ တို့အဲ့နဦးနောက်မရှိဘူးလားစီပေါင်းရှာကိုင်းနဲ့သွားရင်ငါတို့ကဟိုကပစ်ခွဲလိုက်ရင်ဘယ်လိုလုပ်ကြမလဲဦးမိတယ်အလုံးလိုက်မိတာတဲ့အခုမန္တလေးတိုင်းထဲမှာကိုမြို့တော်တော်များများမှာတော်လိုင်းကြီးတွေဖြစ်နေပြီစကိုင်းမကွေးရနေမန္တလေးတိုင်းထိကူးဆက်လာပြီအခုကျွန်တော်တို့အဲ့ဒါအန်ယူဂျီဦးဆောင်နေတာထဲစာရင်တို့တော့တို့လုံနေကြတာဗျအော်ဆရာကြီးဟုတ်လားအဲ့တော့ကိုကိုကိုချိုးနိုင်ခြင်း ကိုကိုကိုရှော့တွေ့ခြင်းကိုကိုကိုမဖြစ်ပါဘူးမဖြစ်ပါဘူးဆိုရင်ငုတ်တုတ်ထိုင်ခြင်းကစစ်ကောင်စီကရိုက်ချိုးထားသောတင်းသက်ထားသော ကျွန်တော်လူမျိုးပဲဒါပေမဲ့ဒီနေ့ပွင့်ထွက်သွားတယ်ပေါ့ကျွန်တော်ပြောမယ်စုံမတ်တစ်ခုကိုရောက်တဲ့အချိန်မှာပွင့်ထွက်တာပေါ့ဗျာအဓိကဒီဂျန်စီးတွေပေါ့ဒီစုံမတ်တစ်ခုမှာပွင့်ထွက်သွားတဲ့အခါမှာဘလောက်ထိတို့ရဲ့လုံနိုင်အားရှိတယ်ဆိုတာဟာဒီနေ့ စစ်ကောင်စီလက်ချင်တာကကျွန်တော်တို့လူပုတ်ကူမလို့ဘူး NUG လဲတော်သူရှိရှိမရှိရှိဗျာဘသူရှိရှိမရှိရှိသူလို့တော့သူဖြစ်နေမှာအဲ့တော့ကျွန်တော်တို့ရဲ့နောက်ွယ်ရလက်မဲကြီးကဘသူလဲတနိုင်ငံလုံးကလူတွေကိုပြောတာနော်အဲ့တော့ဘလုံးကန်တာပဲဗျာစစ်ကောင်စီအသင်းနဲ့ကျွန်တော်တို့အသင်းနဲ့ကန်တာစစ်ကောင်စီအသင်းကညံ့နေကျွန်တော်တို့ကတိုင်နိုင်ပါပဲလေဘသူဝင်ကန်ကန်ကျွန်တော်တို့ဘက်ကနိုင်ပြီပဲ အဲ့တော့ကျွန်တော်တို့မှာ genius သမားတွေပါတယ်တော်တဲ့လူတွေပါတယ်ဒီလူတွေဝင်ကန်နေတာအဲ့တော့ကိုရတာပေါ့ဗျာတို့မှာက genius သမားတွေငတုပ်ပါလိုက်လေဒီလူတွေကစိတ်သက်တွေကြာပြီစစ်ကောင်စီရဲ့ရိုက်ချိုးထားတဲ့စစ်စည်းကမ်းတွေအောက်ကနေအာဏာရှင်ကျွန်းကျွန်းပုံစံဆက်ဆံတဲ့ပုံစံအောက်ကနေကြိုးပြားပြီးတော့ဟိုသူတို့ဆေးပြားတွေကျွေးအရက်တွေတိုက်ပြီးတော့ဟိုဘလုံးကိုဆွဲပြေးဖို့နေတာတို့တော့ မနေ့လမ်းလျှောက်ပြီးတော့မရိုက်မရန်ရအောင်ပြီးတော့လျှောက်နေကျွန်တော်တို့ဘက်မှာ genius သမားတွေပါလာတယ်အဲ့ဒီလူတွေကလည်းဘသူဘသူအမိတ်ကိုမှသူတို့မကြောက်ဘူးသူတို့တို့ထကန်တာသူကသူဘလုံးဆွဲပြီးပြီးကန်သိမ်းယူသိမ်းမလိုက်မှမန်နေဂျာအမိတ်တွေပိုင်းမလာနဲ့သူကကိုးရဖို့ပဲစိတ်ဝင်စားတာအဲ့တော့ကိုယ့်အကိုဖန်တီးတတ်တယ်ကိုယ့်အကိုလောက်ကင်တတ်တယ်ကိုယ့်အကိုစဉ်းစားတတ်တယ် create လုပ်တတ်တယ်ကိုယ့်အကို decision ချက်တတ်တယ်ကိုယ့်အကိုတောင်းယူတတ်တယ်ကျွန်တော်တို့ တော်လိုင်းသမားတွေကြောင့်မင်း NUG အမိတ်မပေးလဲခောက်ထားလဲမင်းကောင်းစားတွေညောင်းထားလဲငါတို့ချမယ်ငါတို့ကတော့ဂိုးသွင်းရမယ်ကျင်းတတ်ပြီဆိုဂိုးထိုင်သွင်းတာကျွန်တော်တို့ဟာဝိကက်တတ်တဲ့လူမျိုးမဟုတ်ပါဘူးကျွန်တော်တို့ဒီကောက်ယိုးမီမဟုတ်ပါဘူးကဘာမှာလဲကဘာလူသားတွေအလုံးအတူတူပါပဲအဲ့ဒါမျိုးနဲ့ကျွန်တော်တို့လူမျိုးတွေကိုသင်းသတ်ထားတာရိုက်ချိုးထားတာနန်းနေထားတာလူမျိုးလိုက်ချီပြီးတော့မကောင်းပြောထားတဲ့စကားလုံးတွေမြန်မာနိုင်ငံမှာအများကြီးရှိတယ် အိန္ဒိယလူမျိုးကိုပပဆက်ဆက်ပြောထားတဲ့ဇာတ်ကြီးချင်းလူမျိုးကိုပပဆက်ဆက်ပြောထားတဲ့ဇာတ်ကြီးရခိုင်လူမျိုးကိုပပဆက်ဆက်ပြောထားတဲ့ဇာတ်ကြီးမွန်လူမျိုးကိုပပဆက်ဆက်မွန်နေနားမခံနိုင်လောက်ဇာတ်ကြီးရှိတယ်။ကရင်လူမျိုးကိုလည်းကရင်နေနားမခံနိုင်လောက်နှိမ်ချပြောဆိုထားတဲ့ဇာတ်လုံးကြီးရှိတယ်။အဲ့ဒါတွေအားလုံးဒီစစ်ကောင်စီကနေစစ်တကြဖန်တီးထားသောခွဲခြားဆက်ဆံမှုနဲ့နှိမ်ချမှုတွေပဲ။ဟုတ်တယ်နော်။ ဒါစကဦးကျွန်တော်ပြောရတဲ့ဥပမာတွေကဘာစကားလုံးနေလဲဆိုတာလူတိုင်းသိတယ်ကျွန်တော်ကမပြောချင်ဘူးရရဆက်ဆက်ကိုလူမျိုးလိုက်ချီပြီးတော့ကိုပြောထားတာလူတွေအိန္ဒိယရှေ့ပြောင်းလာတဲ့အိန္ဒိယအုပ်စုတရုတ်အုပ်စုရခိုင်ချင်းကရင်မွန်ရှမ်းတို့ကချင်းတို့တော့ကျွန်တော်သိမသိဘူးရရဆက်ဆက်လူမျိုးလိုက်ချီပြီးတော့နှိမ်ပြီးတော့ပက်ပက်ဆက်ဆက်ပြောထားတာစစ်ကောင်စီကရဲဘော်တွေဟာ စစ်ကောင်စီကရဲဘော်တွေပညာမတတ်ဘူးဗျာစစ်ကောင်စီကရဲဘော်တွေပညာမတတ်ဘူးမတတ်ဘူး yes or no ဆို yes ပေါ့စစ်ကောင်စီကရဲဘော်တွေရဲဘော်တွေအချင်းလဲမကောင်းဘူး yes or no စစ်ကောင်စီကိုထောက်ခံနေကြတဲ့အခု B group မှာကျွန်တော်တို့တက်ရေးတဲ့လူတွေဟာမြန်မာနိုင်ငံလူအတိုင်းဝိုင်းထဲမှာအငတ်ဆုံးလူသားတွေဖြစ်တယ် yes or no စစ်ကောင်စီထဲမှာတာဝန်တန်းဆန်ကြတဲ့အရာရှိတွေပေါ့ နော် DSC စင်းတဲ့လူကနေအခုရာရှိတွေဖြစ်သွားဗိုလ်ချုပ်တွေဖြစ်တဲ့လူတွေအားလုံးဒီမြမလူအတိုင်းဝိုင်းမှာအညံ့ဆုံးစိတ်တဲ့အပြင်းဆုံးလူမျိုးတွေဖြစ်တယ်ရက်စော်နော်ဒီလောက်မြမလူအဖွဲ့အစည်းမှာအညံ့ဆုံးလူတွေအပေခံဆုံးလူတွေစိတ်တဲ့အညံ့ပြင်းဆုံးလူတွေဇာရိတ်တအဆိုးဆုံးလူတွေမြမလူအဖွဲ့အစည်းမှာဘယ်သူမှလူမသုံးတဲ့လူတွေအဲ့လိုမျိုးလူတွေကတော့တိုင်းပြည်ကိုအခုလိုကိုကိုဒါမှမဟုတ်ဘာမှမပြီးအုပ်ချုပ်ထားနိုင်ရင်ကျန်တဲ့ကျွန်တော်တို့တော့ တို့ကိုပြန်တိုက်ပြီးတော့တိုက်ပြီးအုပ်ချုပ်မယ်ဆိုရင်မဖြစ်နိုင်ဘူးလားဒါတော့အငဲ့ဆုံးလူတွေတောင်တို့လို့ဒါတော့အစွမ်းပြနေကျွန်တော်တို့လို့ဆိုရင်ဘလောက်အစွမ်းပြလိုက်မလဲဒါကိုကျွန်တော်ပြောချင်တာလူချင်းမင်းတို့ကျွန်တော်တို့ကိုအုပ်ချုပ်နေခြင်းတဲ့သူတွေကမြမလူဖွဲ့ဆုံးမှာအငဲ့ဆုံးလူတန်းစားအသုံးမကျဆုံးလူတန်းစားကိုယ်နဲ့အရာရာနှိပ်ကြတဲ့လူတန်းစားအဲ့ဒီလူတန်းစားတော့ဒါတော့ကျွန်တော်တို့ကိုထိန်းထားနိုင်ရင်ကျွန်တော်တို့တိုင်းသူတို့နေရာမှာ အဝင်ပြီးစစ်သားလုပ်မယ်တိုင်းပြည်ကိုအုပ်ချုပ်ခြင်းသူတို့နဲ့မသားစရာဘာအကြောင်းရှိလဲအဲ့ဒါအဖြေပဲ